ဒီကနေ့ရခိုင်သတင်းတွေအထဲမှာတော့ရခိုင်မှာတကြံကာလပြည်သူတွေလိုက်နာရမယ့်အချက်၆ချက်ကို AA ကထုတ်ပြန်လိုက်တဲ့သတင်းကိုပထမဦးဆုံးတင်ပြသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်မှာတကြံကာလအတွင်းပြည်သူတွေလိုက်နာရမယ့်အချက်၆ချက်ကိုအရခတတော် AA ကထုတ်ပြန်ညွှန်ကြားလိုက်ပါတယ်။တကြံကာလအတွင်းမြို့ပတ်လှည့်လည်ရေကစားရာတွေလူစုလူဝေးဖြစ်ပေါ်စေတတ်တဲ့တကြံမန်တက်တွေပြုလုပ်တာဆောင်းပေါက်တွေဖွင့်ပြီးရေကစားရာတွေကိုမလုပ်ဖို့ဆိုထားပါတယ်။နောက်ပြီးဘာသာရေးအရာ လူစုလူဝေးလှုပ်ပြီးဥပုပ်တိလာစောက်တီတာတွေအလူတန်းပြုတ်လုတာတွေလည်းမပြုတ်လုရဘူးလို့ထုတ်ပြန်ထားပါတယ်။အဲဒီစီကံချက်တွေကိုအရက်ခပြည်သူအစိုးရကတက်ဆိုင်ရာစစ်တေသမြို့ရွာတွေက အုပ်ချုပ်ရေးဌာနတွေစီကိုအခုရက်ပိုင်းအတွင်းညွှန်ကြားထားပြီးအဲဒီဌာနတွေက နေတဆင့်ပြည်သူတွေစီကိုထပ်မံအကြောင်းကြားနေတယ်လို့လည်းအစိုးရအဖွဲ့ဝင်တယောက်ကပြောဆိုပါတယ်။ အခုလအတွင်းငလျင်ဘေးကျောင်းအေအပါဝင်တိုင်းရင်းသားလက်နက်ကင်တွေအပြည့်ရစေခဲ့ပြီးစစ်ကောင်စီကလည်းအပြည့်ရစေကြောင်းကြေညာထားခဲ့ပေမဲ့စစ်ကောင်စီတပ်ကဘုံကျဲတိုက်ခတ်မှုတွေရှိနေတာကြောင့်အခုလိုထုတ်ပြန်ထားတာဖြစ်ပါတယ်။